ဒီနေ့ဆက်လက်ပြီးတင်ဆက်ပေးခြင်းနဲ့သတင်းဆောင်ပါတပုတ်ကတော့မင်းအွန်လိုင်းကျုံးဝါရရှာပြီးဆိုတဲ့ဆောင်ပါတပုတ်ပဲဖြစ်ပါတယ်။အာနာသိမ့်ပြီးချိန်ကစလို့ကရင်ပြည်နယ်ကိုခြေချခဲလာတဲ့အကျန်းဖက်သမားမင်းအွန်လိုင်းအားတရုတ်နဲ့အမေရိကန်တို့ရဲ့ဖိအားများ ပြင်းထန်လာချိန်မှာတော့ဖဟန်ကိုအပြေးအလွှာရောက်ရှိလာခဲ့ရပါတယ်။အမေရိကန်က၎င်းတို့ကာလကြာမြင့်စွာလက်ခံထားတဲ့ online ငွေလင်ခိုင်းများပြတ်မှတ်ထားပြီးတော့ strike folks ပင်ဖွဲ့စည်းလာတဲ့အတွက်မိသူများနေ၍မဖြစ်တော့စူကာရောက်လာရခြင်းဖြစ်ပါတယ်။ Donald Trump ဟာအီရန်ကိုသူ့သဘောနဲ့သူဘုံကျဲခြင်း Venezuela လေးချောင်းပိုင်နဲ့အတွက်အမေရိကန်တိုက်လေယာဉ်များဆေးလွတ်ခြင်းသင်္ဘောများကိုမူရစ်ဆေးများတဲဆောင်သည့်စူကာတစည်းပြီးတစည်းနှိမ့်မြုပ်ပစ်ခြင်းတို့လှုပ်လာခဲ့ပါတယ်။ မေဂန်လီယင်တင်စစ်သင်းဘုံများကအိန္ဒိယသမုတ်တရားရှိဒီဂိုကာစီယာကျွန်းမှာအဆင့်သင့်ရှိနေကြပါတယ်။ထို့သို့သော အလားအလာများ ရှိနေသည့်တိုင်၎င်းတို့မူလစီစဉ်ထားတဲ့ရုရှားရေတပ်နဲ့ပူးတွဲစစ်ရေးလေ့ကျင့်မှုကိုဖျက်သိမ်းရန်မစင်စားခဲ့ပါဘူး။ဂျမ်ဘဒမမင်းအောင်လင်ရရုရှားနဲ့ဆက်ဆံရေးမှာရခင်ကလိုအဆင့်မျိုးမဟုတ်တော့ပဲ၎င်းတို့ရဲ့ယူကရိန်းစစ်ပွဲမှာမော်တာအမြောက်ဆန်များ ပံ့ပိုးပေးခြင်းရုရှားရဲ့ဒရုန်းနဲ့စစ်လက်နက်ပစ္စည်းများထုတ်လုပ်ရေးအတွက်စစ်ရုံများတိစောက်ပေးခြင်းများနဲ့အကျိုးတူပူးပေါင်းဆောင်ရွက်တဲ့အဆင့်ရောက်လာတော့မယ်လို့ယူဆနေရပုံရှိပါတယ်။မင်းအောင်လင်ဟာဖန်မတဆင့်မော်လမြိုင်တို့ ရောက်ရှိလာပြီးကေကေပတ်ရှိငွေလိန်ဂိုင်းများအုံပြုနေတဲ့အဆောက်အအုံများကိုအမျိုးသားကြီးတာဝန်တရက်ဖြစ်အကုန်ဖြိုဖျက်သွားမယ်လို့ကြေငွာလာပါတယ် ို့သောစောချစ်သူကိုယ်တိုင်ကိုကဲနေတဲ့ရွှေကုတ်ကူနဲ့ပတ်သက်လို့တခွန်းတဘာရမြထဲ့သွင်းပြောဆိုသွားခြင်းမရှိလို့သူ့လောသူ့လောဖြစ်လာရပါတယ်ဖြစ်နိုင်ခြေအရှိဆုံးက၎င်းကိုယ်တိုင်ရွှေစလဲကြီးနဲ့ဘွေရူးဂုံဒူးမြန်တခန်းတနာချင်းမြင့်ခဲ့ဘူး၍ ထက်ပြောမယ်ဆိုကရာဇဝတ်မှုများကျူးလွန်နေသူအဖြစ်ဝန်ခံရရောက်သွားမှာဆိုရည်လည်းဖြစ်နိုင်ပါလေနောက်ထပ်ဖြစ်နိုင်ကြီးတစ်ခုက၎င်းအားဖန်တွင်လျှို့ဝှက်ခေါ်ယူတွစ်ဆုံပြီးဆက်မလုပ်ဖို့၎င်းကိုယ်တိုင်ဥဆောင်ဖြက်စီးပြစ်ဖို့လဲနားချနိုင်ပါတယ်တို့ရဲ့နေပြည်တော်မှာလာရောက်ခူလုံဖို့လဲပြောနိုင်ပြန်ပါတယ်သို့သောနိုင်ငံတကာမှလ ీల ာစောင့်ကြည့်သူများကအဆိုပါအထင်ကြေရ လှုပ်ရှားနေတဲ့ DGB KK ပတ်နဲ့စောချစ်သူရဲ့ရွှေကုတ်ကိုနှစ်နေရာစလုံးဟာအကျန်းဖတ်စစ်တပ်ထိန်းချုပ်ရာမြဝတီမှာရှိနေလို့၎င်းတို့မှခွင်းပြုထားอยู่မကအကျိုးမြတ်ကိုပါခွဲဝေယူနေကြ၍ကြံရပါများဖြစ်တယ်လို့ကာလကြာမြင့်စွာကလေးကပဲသိရှိထားကြပြီးဖြစ်တယ်လို့ AR တည်င်းမှာ ဖော်ပြထားပါတယ် ယခုခါမှာတော့အကျိုးမြတ်များခွဲဝေပြီးနေတဲ့အဆိုပါလက်နက်ကိုင်ဖွဲ့များအားနိုင်ငံတော်၎င်းတို့အပေါ်တစ္ဆာမဆောင်သည့်သူများလို့ဆုံးပါရိတ်ချေပြောဆိုလာပြီးဖြစ်ပါတယ်။တကယ်တော့တစ္ဆာမဆောင်သည့်သူများက၎င်းတို့ပင်ဖြစ်ပါတယ်။အကြမ်းဖက်သမားမင်းအောင်လှိုင်ရာ MND မှ ကိုကံကိုတိုက်ခိုက်သိမ်းယူလိုက်၍နေပြည်တော်သို့ထွက်ပြေးခိုးလုံလာတဲ့ကိုကံကိုပိုင်အုတ်ချုပ်ရေးဒေသခေါင်းဆောင်လည်းဖြစ် ကျန်ငိုင်းဖွံ့ဖြိုးရေးပါတီလွတ်တော်အမှတ်လဲဖြစ်တဲ့မြန်မာနိုင်ငံသားဘိုင်ဆော့ချန်အားတရုတ်အာဏာပိုင်များလက်သို့လွှဲပြောင်းပေးလိုက်လို့နိုဝင်ဘာ၄ရက်နေ့မှာတည်တံချမှတ်ခံလိုက်ရပြီဖြစ်ပါတယ်။အကြမ်းဖက်သမားမင်းအောင်လှိုင်အားဖြစ်လာသည်များကို၎င်းတို့အခုမှတိရလီဟန်အပြစ်ပုံချနေခြင်းသာဖြစ်ပါတယ်။၂016ဒီဇင်ဘာလမှာဆော့ချစ်တူနဲ့ချီချစ်ကျန်းတို့နှစ်ဦးရွှေကုတ်ကိုစီမံကိန်းအတွက် သဘောတူလက်မှတ်ရေးထိုးခဲ့ကြရာမှစတင်လာခဲ့ခြင်း ဖြစ်ပါတယ်။လက်ရှိမှာထိုင်းအာဏာပိုင်များကရှီချစ်ချန်းကိုဘီဂျင်းကိုလွှဲပြောင်းပေးလိုက်ပြီးဖြစ်လို့ကျန်ရှိနေတဲ့ဆော့ချစ်သူရဲ့ကျန်မာမိတို့မိဘုံဖန်လာမာကိုစိတ်ဝင်တစားစောင့်ကြည့်နေကြပြီးဖြစ်ပါတယ်။အချို့ကလည်းဆော့ချစ်သူအားမင်းအောင်လိုင်မှဘီဂျင်းတို့အလားတူလွှဲပြောင်းပေးမိလားလို့မေးခွန်းထုတ်လာကြပါတယ်။ မရည်လေလာသူဂျေဆင်တာဝါကမူအကယ်၍တရုတ်မှစောချစ်သူဟာဖန်ရန်ထုတ်ပြီးလွှဲပြောင်းပေးရန်တောင်းဆိုလာပါကဘီဂျင်းနဲ့စစ်အုပ်စုအကြားဆက်ဆံရေးအဖို့ထစ်ဖြစ်လာနိုင်တယ်လို့ AR ကို ပြောခဲ့တယ်လို့သိရပါတယ်။တရုတ်ဟာရှစ်လျှောက်၎င်းတို့နိုင်ငံသားများရဲ့အကျိုးစီးပွားကိုချင်းချောက်လာနိုင်သူအဖြစ်စောချစ်သူဟာယူဆနေပြီဖြစ်ပါတယ်။အကြံဖတ်သမားမင်းအောင်လှိုင်ရဲ့ဖို့ အာနာကိုမဖြစ်ဖြစ်တဲ့နီးနဲ့ဖတ်တွယ်ထားနိုင်အောင်နောက်ထပ်တွန်းအားပေးလာရသည်ကယခင်ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ်ဟောင်းရှိတ်ဟာစီနာအားတက္ကသိုလ်တရားရုံးမှ မျက်ကွယ်တည်ရန်ချမှတ်လိုက်ပြီးဆိုသောသတင်းပဲဖြစ်ပါတယ်။ပြည်သူတို့ရဲ့ခုခံတွန်းလှန်စစ်မုတ်ချအောင်ရမယ်။